ိန္ဒိယလှမဲ့ရေချင်ရဲ့အဖြစ်ကိုသင်ခန်းစာမယူဘဲနဝက်ကဇေယောင်းခိုင်းရင်လဲရောင်းသွားမယ်ဆိုတဲ့ JK Sophia အလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကြွဆလိုက်ပါတယ် Miss Grand International ကတော့2024ခုနှစ်ကစတင်ပြီးပြဿနာတွေစတင်ဖြစ်လာခဲ့တာ2025ခုနှစ်ကိုပါရောက်ရှိလာခဲ့ပါပြီနဝက်နဲ့အဆင်မပြေတာကြောင့်ဆိုးရတဲ့အလှမဲတွေလည်းတယောက်ပြီးတယောက်တရဖူတွေပြန့်အပ်သွားကြတာအခုဆိုရင်တော့စီချေပဲကြမှာတော်တယ် နဝကသူနဲ့အဆင်မပြေတဲ့အလှမဲ့တွေကိုတရဖူပြန်သိမ့်ပြီးရင်မကောင်းကြောင်းတွေကိုလိုက်လွင့်ပြီးတော့ပြောတတ်ပါတယ်။အိန္ဒိယအလှမဲ့ကိုလည်းတရဖူကိုသိမ့်ပြီးမှဂျိုင်းချွေးနဲ့နန်းနေဆိုပြီးလူသိရှင်ကြားပြောခဲ့တဲ့လုံတဲဆွငိမ့်နဲ့ပြဿနာဖြစ်စေမှလည်းသတင်းဌာနတွေအထိအတင်းသွားပြောခဲ့တဲ့သူပေါ့။ Miss Grand International 2024ဝန်ထမ်းစုကိုပေးတာနဲ့တန်အောင်နဝကအလှမဲ့တွေကိုနေ့စဉ်ဇယောင်းခိုင်းတတ်ပါတယ်။ အခုတော့အိန္ဒိယနှမဲ့ရေချဲက organization ရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာခြင်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့အဖွဲ့အစည်းဘက်ကပြန်လည်သိမ်းဆည်းခဲ့တာပေါ့။ဒါကြောင့်အိန္ဒိယနှမဲ့ရေချဲကတော့နဝတ်ကျင်းပတဲ့ပြိုင်ပွဲတွေကိုအခြားနှမဲ့တွေသွားမပြိုင်ကြဖို့အတွက်သတိပေးထားပါသေးတယ်။ သူနဲ့အဆင်ပြေချိန်မှာတော့မြောက်ဖင့်ပြီးတော့ပြောတတ်ပေမဲ့အဆင်မပြေတဲ့အချိန်မှာအတင်းပြောလို့မပြီးနိုင်တဲ့နဝက်ကုံအထင်ကြီးနေသူကတော့ Miss Grand မြန်မာနမ်ခန်းကိုစားပြုတ်လှမယ် JK Sophia ပဲဖြစ်ပါတယ်မြန်မာစတားသချင်းဆိုပြိုင်ပွဲမှာနာမည်ကြီးခဲ့တဲ့ JK Sophia ကအလှမယ်လောကရဲကိုဝင်ရောက်လာခဲ့ပြီးနဝက်ရဲ့သတင်းတွေကိုလည်းကြားထားပြီးသားဖြစ်ပါတယ်ဈေးရောင်းရမယ်မရောင်းရဘူးဆိုတာကသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဖြစ်ပြီးအချက်အလက်တွေကိုသဘောတူပြီးတော့ဝင်ပြိုင်တာဖြစ်လို့ခိုင်းရင်တော့လုံမယ်လို့ JK Sophia ကဆုံးဖြတ်ထားတာပါ မစ်ဂရန်ကနဝတ်ကတော့ဆူရတဲ့အလှမဲ့တွေကိုစပ်ပြာတွေငပိတောင်းတွေငပိရည်တွေအပြင်တရှိုးဆက်ကူကအစရောင်းခိုင်းတတ်သူဖြစ်ပါတယ်အချားလှမဲ့ပြန်ပွဲတွေမှာဈေးမရောင်းခိုင်းပြင်မဲ့လဲထူးခြားတဲ့နဝတ်ကတော့စီးပွားရေးအကွက်မြင့်သူဖြစ်ပါတယ်မစ်ဂရန်မှာဆူရတဲ့နိနေလေးရင်လဲစပ်ပြာတွေရောင်းပေးခဲ့ရတယ်လို့လွန်ခဲ့တဲ့နှစ်ကသွားပြန်ခဲ့တဲ့သဲဆွန်ညင်းကပြန်ပွဲမစခင်ကလေးကဈေးရောင်းပေးခဲ့ရတဲ့သူပါနဝတ်ဟာစီးပွားရေးလုပ်ငန်းတွေလဲရှိပြီးသူ့ရဲ့ထုတ်ကုန်တွေကိုဆူရတဲ့အလှမဲ့တွေကိုတရက်ဖို့စောင်းပြီးဈေးရောင်းခိုင်းတတ်ပါတယ် သတ်မှတ်ထားတဲ့နိုင်ရအတွင်းမှာသတ်မှတ်ထားတဲ့ကုန်ပစ္စည်းပမာဏကုန်အောင်ရောင်းပေးရတာဖြစ်ပြီးမကုန်မချင်းလဲရောင်းရပါတယ်။နေနေလဲရင်လဲဈေးရောက်ခဲ့ပို့ပြီးတဲစုငိမ့်လဲစုမရပြင်မဲ့ရောင်းခဲ့ရတဲ့ဒီပွဲကိုတော့ JK Sophia ကစိတ်ဝင်စားနေတာပါ။မြန်မာနိုင်ငံမှာစုရပြီးနိုင်ငံခြားကိုသွားပြန်ရရင်လဲဈေးရောက်ပို့ဖို့အတွက်ဝင်လေသူမဟုတ်ပါဘူး။ နဝွေရဲ့အကြောင်းကအလှမဲ့ပရိသတ်တွေတတော်များများသိထားပြီးကြပြီဖြစ်ပေမဲ့လည်းသူကိုအားပေးနေကြတဲ့သူတွေလည်းတပုံတပင်ရှိပါသေးတယ်။မြန်မာနိုင်ငံက Miss Grand အလှမဲ့လေးတွေကတော့နဝွေထမားဇေယောင်ပြဖို့အတွက်အခုကတည်းကပြင်ဆင်နေကြပါပြီ။နဝွေကိုရိုင်းကလည်းမြန်မာနိုင်ငံမှာကျင်းပမဲ့ Miss Grand မြန်မာ2025ပြိုင်ပွဲကိုဖိလစ်ပိုင်အလှမဲ့စီဂျင်းနဲ့တက်ရောက်လာအောင်မှာပေါ့။ JK Sophia ကဇေယောင်ခိုင်းရင်လည်းရောင်းမယ်ဆိုတာကြောင့်အိန္ဒိယအလှမဲ့ Rachel ကိုကြည့်ပြီးသင်ခန်းစာမယူတော့ဘူးလို့တောင်မေးနေကြပါတယ်။ ရီချယ်ကတော့အလှမဲ့တယောက်ရဲ့အလုပ်တွေလည်းမလုပ်ရပဲဈေးရောင်းရတာတွေခနာကိုကိုဝေဖန်ခံရတာတွေကြောင့်မျက်ရည်တွေကျနေခဲ့ပြီးနောက်ဆုံးတော့တရက်ဖို့လည်းပြန်အပ်သွားခဲ့တာပါဝေနာဆူရအလှမဲ့တယောက်အတွက်ရာသီနဲ့ငွေတွေကိုလည်းသတ်မှတ်ထားတဲ့ကာလပြီးမှပေးမယ်လို့ပြောခဲ့ပြီးတနေ့မပြည့်ခင်မှာတရက်ဖို့ပြန်လိုက်လို့ဒီငွေတွေလည်းမရနိုင်တော့ပါဘူး ဒီလိုပြဿနာပေါင်းစုံရှိနေပေမဲ့လည်းပြင်ချင်းသူတွေကတော့ဆက်လက်စ조사နေကြပါတယ်။ Rachel ရဲ့အဖြစ်ကိုသင်ခန်းစာမယူဘဲနဝက်ကဇေယောင်းခိုင်းရင်လည်းရောင်းမယ်လို့ဆုံးဖြတ်ထားတယ်။ JK Sophia ပေါ်ပရိသတ်ကြီးရောအပိသမလာဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။